နှစ်သားသမီးများအတွက်တပတ်စာဟောစတန်းအနေနဲ့အောက်တိုဘာလ26ရက်တနင်္ဂနွေနေ့မှနိုဝင်ဘာလ1ရက်နေ့စနေနေ့ထိကိုခုနှစ်သားသမီးများအတွက်နေသားအလိုက်တပတ်စာဟောစတန်းကိုရွှေညာမြေ channel မှာတဆင့်ဆရာကြီးဦးမြတ်ဆံမှဩကြာပြီมาဖြစ်ပါတယ်ဒီတစ်ပတ် ီတပတ်စာအနေနဲ့တနင်္ဂနွေသားသမီးများအတွက်တပတ်စာဟော့စတန်အနေနဲ့ရတော့မတော်ဆိုင်ရဲ့ရောင်းဝယ်တွေဖြစ်မယ်အိမ်ပြောင်းအိမ်ပြောင်းအိမ်ရွှေကင်းရှိပါတယ်ဝင်ငွေဝင်ငွေလေးလည်းကောင်းပါမယ်ခင်ဗျလေယာသုံးဆက်ပစ္စည်းတွေလည်းဝင်ပါမယ်အလုတ်ရှာနေပါကဘုံမို့အလုတ်လျှောက်ထားပါကအလုတ်ရပါမယ်အမိအဖတူကျမ်းမာကြီးလည်းညံ့စီတတ်ပါတယ်ခင်ဗျပညာရေးမှာတော့ရက်လက်ကောင်းတွေရှိပါတယ်ခင်ဗျ ကျမ်းမာရေးအနေနဲ့အသေးယောဂဖြစ်ပါမယ်အချီးရေးမှာတော့အင်မတန်မှစံဝင်ပြီးချစ်သူနှစ်ဦးကြားမှာအနောက်ချက်တည်းလဲပေါ်စီတတ်ပါတယ်ခင်ဗျအိမ်တော်ရေးကံဒီလဲအရင်ညံ့နေတဲ့ကာလဖြစ်ပါတယ်ကံကောင်းသားကဏ္ဍများအနေနဲ့ကတော့၄၅၆ဆိုတဲ့ကဏ္ဍများဖြစ်ပါတယ်ကံကောင်းတဲ့အယောင်တွေကတော့ဩငုံယောင်လဲဖြစ်ပါတယ်ခင်ဗျရရအနေနဲ့ကတော့တနင်းငွေတောင်းမှာတဲ့အုံတမင်းများကိုကတ်လူပြီးတော့မှ ကိုယ့်ရဲ့လူတော်စုကိုတောင်းပါတနင်္ဂနွေသားသမီးများဤတစ်ပတ်စာအတွက်အထူးကံကောင်းစီတတ်တဲ့ရတရာများနဲ့အကျိုးပေးစီတတ်တဲ့ကနန်းများဖြစ်ပါလေခင်ဗျာကဲဒီတစ်ပတ်ကတော့တနင်္လာသားသမီးများအတွက်တစ်ပတ်စာအတွင်းမှာဘလောက်ထိကံကောင်းစီတတ်တယ်ဘလောက်ထိကံဆိုးစီတတ်တယ်ကံတရားရဲ့အလှည့်ပြောင်းချမှာကောင်းခြင်းဆိုးခြင်းများကိုဆရာကြီးဦးမြတ်ဆန်ကတင်ပြပေးမှာ ဖြစ်ပါတယ်ဒီတစ်ပတ်တနင်္လာသားသမီးများအနေနဲ့တန်ယုံတယုံမှာ ီဇာလျှောက်ထားပါကဒီဇာတွေရရှိစီတတ်ပါတယ်ခင်ဗျ။နောက်ဝင်နှန်းဖြစ်ပါကအလုတ်ပြောင်းသုံးမဟုတ်အလုတ်နေရာပြောင်းရပဲပါတယ်။နောက်မော်တော်ဆိုင်ကယ်တွေပြက်ပါမယ်ခင်ဗျ။ဆက်ပစ္စည်းပြက်မယ်လို့ပြောတာပေါ့ဗျာ။နောက်ထိုးနေလူသာပဲပျောက်လဲပျောက်တတ်ပါတယ်ခင်ဗျ။နောက်ရရန်ရှိသောငွေကြေးများလဲဝင်လာတတ်ပါတယ်။ဟုတ်ပါတယ်။အကျွေးမေရရရှိလို့ရှိရင်လဲဝင်စီတတ်တယ်ဆိုတဲ့ကာလာလည်းဖြစ်ပါတယ်ခင်ဗျ။ထိုးနေလူသာပဲတဲ့ အတိတ်မှာရှိတဲ့ကံတရားလို့ခေါ်တဲ့ကံပေါ်တတ်တဲ့ကာလဖြစ်တာဖြစ်တဲ့အတွက်ခြေပါးတွေထိုးပေးပါခင်ဗျ။နောက်စာချက်စာချုပ်စာတမ်းပြုလုပ်လို့ရပါတယ်ခင်ဗျ။စာချုပ်စာတမ်းนี่လည်းပြုလုပ်ရပါမယ်။နောက်နေအနီးအနားမှာလည်းနာရီးတွေပေါ်တတ်ပါတယ်ခင်ဗျ။အဲ့လိုနာရီးတွေပေါ်မယ်ဆိုရင်လည်းအထုကယူဆက်ရမှာပါခင်ဗျ။သွားလို့မရပါဘူးကျွန်တော်တို့မသွားပါဘူး나이ပေါ်မယ်ဆိုသွားလို့မရပါဘူးခင်ဗျ။ပုံနည်းလူသာပဲတဲ့ပညာရေးမှာရက်လက်ကောင်းလဲထွက်တတ်ပါတယ်ခင်ဗျ။ ။အညာကြီးနဲ့ပဲလေတော့အထူးပြောစရာမရှိတဲ့တင်းနေလာသားသမီးတွေတို့ပြောရမှာပေါ့ဗျာ။နောက်ကျမ်းမာရေးအနေနဲ့မောပန်းလွေပါမယ်။အမောမခံနဲ့ပေါ့ဗျာ။စီလီပါလေးတောက်။အထူးသဖြင့်မောတယ်ဆိုတာကတော့အဆုံးနဲ့ပတ်သက်တာနှလုံးနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်စေတတ်တယ်လို့ပြောချင်တာဖြစ်ပါတယ်။အကြောင်မလို့ကျမ်းမာရေးနဲ့ပတ်သက်လာရင်မောပန်းလွေတဲ့ယောဂါလေးရစီတတ်ပါတယ်။နောက်အချီးရေးမှာတော့အင်မတန်ညံ့နေတယ်လို့ပြောရမှာပါခင်ဗျ။အကြောင်မလို့ကိုကအချီးရေးမှာညံ့နေတယ်ဆိုရင်တော့ဘယ်သူ့ဟိုမှာသွားပြီးချစ်သူကြီးသားသကား မပြောတဲ့မူပြောဗျာပြောမယ်ဆိုရင်တော့ဘာဖြစ်လဲကို့အတွက်အချင်းမရပဲနဲ့เนาะကျွန်တော်တို့အပြစ်ပဲရစီတတ်တဲ့တန်တရားလေးရှိပါတယ်ခင်ဗျเนาะခြေသူနဲ့အစင်မပြေလဲဖြစ်နေမယ်တဲ့เนาะခြေသူနဲ့လည်းအစင်မပြေဖြစ်တတ်ပါတယ်အိမ်တော်ရေးလဲတာယာမှုမရှိတတ်ပါဘူးခင်ဗျအားကြောင့်မလို့အိမ်တော်ရေးနဲ့ပတ်သက်တဲ့အိမ်တော်ရှင်များအတူပြုစိုက်ပါမိမမကြိုက်တာမလုံးနဲ့ယောက်ျားမလိုက်တာလဲမလုံးစေခြင်းမူပေါ့ဗျာဟောဆိုအိမ်တော်ရေးတာယာမှုမရှိတဲ့ကာလဖြစ်တာဟုတ်ကံကောင်းသောကဏ္ဍများပါတော့ ၃တို့၅တို့၈တို့ပါတဲ့ကနေများကိုဖြီးပဲထိုးထိုးချဲပဲထိုးထိုးကို့အတွက်ကတော့ကံကောင်းစီနဲ့လက်ကြီးကနေများကတော့၃၅၈ဖြစ်ပါတယ်ခင်ဗျာကံကောင်းတဲ့အယောင်တွေကတော့နက်ပြာယောင်တွေဖြစ်ပါတယ်ဟုတ်ကဲ့နက်ပြာယောင်တွေဝတ်ဆင်ပြီးတော့မှစီဝါရေးလုပ်မယ်လူမွေရေးလုပ်မယ်အဲ့ဒါလေဆိုရင်ကို့အတွက်ကံကောင်းစီတတ်တဲ့အယောင်တွေဖြစ်ပါတယ်နောက်ရရရအနေနဲ့ကတော့တဲ့တော့ကျွန်တော်တို့တကိုးကြီးပေးရမှာတင်းလာတောင်းအောင်နေပြီးတော့တကွန်းအဖြူနှစ်လက်ကို ။တရားမှာကတ်လို့ပြီးတော့ဆူတောင်းမယ်ဆိုရင် ကိုယ့်အတွက်လူအစိုးဆန္ဒကြီးပြေဝမယ်ဆိုတဲ့အကြောင်းတနင်္လာသားသမီးများအတွက်ဆရာကြီးဦးမြဆန်ကတပတ်စာကံကြမ္မာများကိုဟောကြားပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ကဲဒီတစ်ပတ်အင်္ဂါသားသမီးများအနေနဲ့ကတော့တပတ်စာဟော့စတန်အနေနဲ့နိုင်ငံရဲ့ခြားခရီးကိုသွားတော့လာတော့မယ်ဆိုရင်ဒါပဲလို့လို့နောက်ကျွန်တော်တို့လျှောက်လာတင်မယ်။ဟောဗီဇာလျှောက်မယ်ဆိုအရန်ကောင်းတဲ့ကာလဖြစ်တယ်လို့နောက်ကျွန်တော်တို့ဆရာကြီးဦးမြဆန်ကတော့ပြောခြင်းပါတယ်။နောက် လုပ်ငန်းတွေနဲ့လုပ်မဲ့ပတ်သက်လာလို့ရှိလို့ရှိရင်ကိုအလုပ်နဲ့ပတ်သက်လို့ရှိလို့ရှိရင်အမတန်မှကောင်းစီတတ်တဲ့နေရာကာလာလေးဖြစ်ပါတယ်ဒါပေမဲ့အလုပ်ကိုတော့အတိအကျလုပ်လို့မကောင်းဘူးပြเนาะအဲ့တော့ဆက်ပစ္စည်းနဲ့ပတ်သက်လို့ရှိလို့ရှိရင်ကိုစီနေတဲ့ဟလာအရာတွေပေါ့ကိုစီနေတဲ့အရာတွေရတယ်အခက်မတင်လို့ရှိရင်မတော်တဆတွေဖြစ်စီတတ်တဲ့ကာလာဖြစ်ပါတယ်ဒါကြောင့်မလို့အခက်မတင်လို့ရှိလို့ရှိရင်နေရာအထားမှားတာတို့ဟလာလုပ်ငန်းမှားတာတို့အဲ့ဒါလေးတွေဖြစ်စီတတ်တဲ့ကာလာလေးဖြစ်ပါတယ်ဟောရော့ ်ဝေဒီကတော့ဘယ်လောက်ဒီဝင်မလဲဆိုရင်အထုံးနဲ့ထင်းတဲ့ကိုဝင်စီတတ်တဲ့ကာလဆိုပါတယ်ခင်ဗျဒါပေမဲ့ဗျာเนาะကျွန်တော်တို့ဒါပဲလို့လို့တေးကြအောင်တော့ကျွန်တော်တို့စာရုပ်စာတန်းလေးနဲ့လုပ်ပေါ့ဗျာအားမပူကောင်းတာပေါ့နောက်ကိုယ့်ရဲ့အိမ်သားလေးမှာမတော်တဆတွေဖြစ်မယ်ဟဲ့လားကျမ်းမာရေးမကောင်းတဲ့လူတွေဖြစ်မယ်အဲ့လိုရှိမယ်ဆိုလို့ရှိလို့ရှိရင်ကိုယ့်အတွက်မကောင်းပါဘူးခင်ဗျအဲ့လိုနေရာမျိုးတွေလည်းမသွားပါနဲ့เนาะဒါဆိုရင်ကိုယ့်အတွက်လက်တွေတိတ်ကြပါလေခင်ဗျအဲ့တော့ ။ဟောပညာရေးကတော့တော်တော်ကောင်းနေစပါရောเนาะဒီတစ်ပတ်ကတော့အဲ့တော့အင်္ဂါသားသမီးများပညာရေးမှာတော့ဂုံတူးတွေပွဲတွေရာစီတတ်တယ်လို့တဲ့အမှတ်ကောင်းနေလေရာစီတတ်။ဟုတ်ကဲ့ကျမ်းပါရင်လည်းပတ်သက်တာကတော့ဟောကျွန်တော်တို့ရေမွန်းတယ်လို့မျိုးမွန်းနေတဲ့မွန်းကြတဲ့ကာလလို့ခေါ်ပါတယ်။ကျမ်းပါရေးကမွန်းကြတဲ့ကာလအသက်ရှူမွားလာပြီးဖြစ်စေတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်မလို့အသက်ရှူမွားဘူးဆိုတဲ့ကွာတော့မောပန်းနဲ့ဘယ်လိုပြောလဲ။ဘုံကြီးလို့ပါပဲတဲ့။ဟောကျွန်တော်တို့ အခြေလို့ခေါ်တယ်အိမ်တော်ကြီးကိစ္စတွေမှာတော့ဒီကဘက်ကတော့ဘာပဲလုပ်လို့အထင်မြင်လွယ်မှားခြင်းနော်ကျွန်တော်တို့ပြောတာဆိုတာအဆင်မပြေခြင်းနော်ကိုကပြောချင်တာကတစ်မျိုးသူသိနေတာကတစ်မျိုးအဲ့တော့ကိုပြောတဲ့စကားကိုနားမဝင်တာဖြစ်စီတာဖြစ်တဲ့အတွက်ကိုချစ်သူကိုနားဝင်အောင်ပြောဖို့တော့လိုပါတယ်ခင်ဗျာနော်ပုံလေးလို့သွားပဲတဲ့နော်ကျွန်တော်တို့အိမ်တော်ရှိတဲ့အိမ်တော်ရှင်များအထူးတတိထားရမယ်ကာလပါအိမ်မမကြိုက်တဲ့အလုပ်တွေမလုပ်ပါနဲ့ဟုတ်ကဲ့ KTV မှာဆက်တယ်မသွားပါနဲ့ခင်ဗျာ ဒါကြောင့်မလို့ဝေကုန်ကြေးကြတယ်ရှိရင်အိမ်ရမင်းမာတွေကမကြိုက်ဘူးပြ။တော့ကြဓမိုးမောက်တာမှာဒုက္ခရောက်စီတကယ်တဲ့နော်။အဲ့တော့ကိုယ်အတွက်အကျိုးပေးတဲ့ကနန်းကံကောင်းတဲ့ကနန်းนี่ပြောမယ်ဆိုလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့အဲ့တော့ချစ်ကနန်းတို့နော်တုံးညကနန်းတို့နော်အိုက်ကြတဲ့မှာမှကျွန်တော်တို့တုံးညကနန်းတို့ချစ်ကနန်းတို့ထဲမှာကိုကနန်းလေးပေါ့အိုက်ကနန်းလေးတွေကကိုယ်အတွက်အင်မတန်မှကံကောင်းစီတတ်တယ်။ကနန်းนี่လို့ဖြစ်ပါတယ်။တော့အယောင်တွေကတော့ကျွန်တော်တို့ဝိုးပြရောင်လို့ခေါ်တဲ့အယောင်မျိုးကိုကျွန်တော်တို့ အကျိုးပေးပါတယ်အဲ့လိုအဝတ်စားတွေဝတ်ပါခင်ဗျာဒါဆိုရင်ပို့တော့ပိုကံကောင်းစီတတ်ပါရတရားနည်းနဲ့လုပ်မယ်ဆိုလို့ရှိလို့ရှိရင်တော့တဲ့ဟောကျွန်တော်တို့အရှိရက်ပေါ့ဗျာဟောအရှိရက်မှာဟောကျွန်တော်တို့ချူပွေးသောအရာလို့ခေါ်တယ်ကျွန်တော်တို့ရက်เนาะကျွန်တော်တို့ပြီးလို့ရှိလို့ရှိရင်ထီးတို့အဲ့ဒါလေးတွေလှူဒန်းပြီးတော့စုတော့မှာခင်ဗျာဒါဆိုလို့ရှိရင်အင်္ဂါသားသမီးများအတွက်ညံ့နေတဲ့ကံဒီပပျောက်စီတတ်လို့တဲ့ပိတ်နေတဲ့လက်ကြီးလည်းပွင့်စီတတ်တဲ့ဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်ကအင်္ဂါသားသမီးများအတွက်အဘသာကံကြမှာဦး ဟောကြားပေးခြင်းဖြစ်ပါတယ်။အော်တဘူသာသမီများအတွက်ဤတစ်ပတ်မှာတပတ်သာကံကြမ္မာများကိုဆရာကြီးဦးမြတ်ဆန်ကအင်ပြပေးမှာဖြစ်ပါတယ်။အော်တဘူသာသမီများအနေနဲ့တဲ့ဒီတစ်ပတ်မှာတော့အလို့အတွက်အင်တာဗျူးကဝင်ရပါမယ်ခင်ဗျ။အလို့အတွက်ကိုအင်တာဗျူးဝင်မယ်ဆိုရင်လည်းအောင်မြင်မှုတွေရရှိတတ်ပါတယ်။ဟုတ်ကွာရရဲ့တင်းတင်းတော့လောက်ပါခင်ဗျ။တွတ်ဆုံတွတ်ဆုံမလောက်ပါနဲ့။ဘောင်းဆိုကြတော့အော်တဘူသာသမီများဟာတင်းမြေကြီးရှင်ရွှေစုဆိုတတ်တိရှိကြီးလို့ပို့တော့လို့ပါတယ်။ စွန့်စားတဲ့အလုပ်တွေလုပ်ပါစွန့်ရင်တော့စားပါပါတယ်။နောက်အိမ်တို့အိမ်ငန်းတို့တိုက်ခန်းတို့ကွန်လိုခန်းတို့အဲ့ဒီဟာမျိုးတွေအယောင်းဝက်လုပ်ရင်လည်းချစ်စီတတ်ပါတယ်။ဟောကျွန်တော်တို့အိမ်တို့အိမ်ငန်းတို့တိုက်ခန်းတို့ကွန်လိုခန်းတို့အဲ့ဒါတွေအယောင်းဝက်လုပ်ပါ။နောက်ပဲတို့ပြောင်းတို့နှံ့တို့ကောက်ပဲသိနေဒါလေးတွေအယောင်းဝက်လုပ်ပါခင်ဗျ။ဟောအဲ့ဒါဆိုရင်လည်းအရန်ကောင်းစီတတ်ပါတယ်။အရန်လည်းကောင်းစီတတ်ပါတယ်။နောက်ဟိုရက်မှာအဝေးမှာရှိနေတဲ့ငွေကြေးတွေ မဆုံးမီလို့ထားတဲ့သဘောထားတဲ့ငွေကြေးတွေလည်းရောက်ရှိလာတတ်ပါတယ်ပြန်ရတာတဘောဗျာငွေကြေးနဲ့ပတ်သက်လို့အင်းရဲ့အနောက်တောင်အရက်မှာမိဒီပါကြီးလည်းလောင်တတ်ပါတယ်မိမလောင်ရင်အပူတော့ကကြီးလည်းကြုံစီတတ်တဲ့ကာလာဖြစ်ပါတယ်အင်းကြီးအနောက်တောင်အရက်မှာပါအင်းရဲ့အနောက်တောင်အရက်မှာဆိုစနေတောင်ခေါ်တာပါခင်ဗျာနော်အင်းရဲ့အနောက်တောင်အရက်အဲ့ဒီအရက်မှာမိလောင်တာမျိုးတော့မဟုတ်အပူတော့ကအပူမိတွေလောင်တာမျိုးပူညာပူညာအတန်ကြားရတာမျိုးလည်းကြုံစီတတ်ပါတယ် အဲ့လိုဖြစ်ပြီဆိုတာနဲ့ဖနဲ့ဟောင်းတင်အောင်စွန်ပြလိုက်ပါခင်ဗျာနော်အဲ့လိုအတန်ကြပြီအပူတော့ကကြုံပြီဆိုရင်တော့ကို့မှာရှိနေတဲ့ကို့အိမ်ထဲမှာရှိတဲ့စနေနံလို့ခေါ်တဲ့ဖနဲ့ဟောင်းတင်အောင်စွန်ပြလိုက်ပါစွန်ပြပြအောင်စွန်ပြပါဒါမှသာလေအဲ့အပူကြီးကကို့အိမ်ကိုမကူးမှာပါခင်ဗျာနော်ရွှေတွေလည်းထွက်တတ်ပါတယ်နော်ဘုဒ္ဓဘုနာရွှေလေလူလဲဆိုတော့ရွှေမထွက်ရင်လူထွက်တတ်တဲ့ကာလလည်းဖြစ်ပါတယ်ပညာရေးကတော့အရင်ကောင်းပါတယ်နော်ငငညာကိုပညာရေးကိစ္စနဲ့ သွားပါလိမ့်မယ်ခင်ဗျာနော်နိုင်ငံသားကိုပညာရေးကိစ္စနဲ့သွားပါလိမ့်မယ်ကျမ်းမာရေးအနေနဲ့ဆိုလို့ရှိရင်ချောင်းဆိုးတာတို့ရင်ကျက်တာတို့လည်းဖြစ်ပါချောင်းဆိုးရင်ကျက်ပန်းနာရင်ကျက်လည်းခေါ်တာပေါ့ဗျာအဲ့လိုတွေလည်းဖြစ်စီတတ်တဲ့ကာလဖြစ်ပါတယ်နောက်အချင်းနဲ့အိမ်တော်ကြီးကတော့အင်မတန်မှตายရတဲ့ကာလဖြစ်ပါတယ်ตายရမှာပေါ့လို့အခုကတော့ဝင်လင်းရသည်ဖြစ်လာပြီကိုအကြောင်းမလို့အချင်းကြီးတွေကံကောင်းတဲ့ကာလလို့ဆိုလို့ရပါအင်းတော်ကြီးတွေကံကောင်းတဲ့ကာလလို့လည်းပြောလို့ရပါတယ်ခင်ဗျကံကောင်းတဲ့ကံကောင်းတဲ့ကဏ္ဍကြီးများအနေနဲ့တဲ့ နှစ်တို့သုံးတို့ဟိုးတို့အဲ့လိုကနေနေပါတဲ့ဟာဟိုးတဲ့ထီထိုးတာမျိုးတို့ချဲထိုးတာမျိုးတို့အဲ့ဒါလေးတွေလုပ်ပေးပါခင်ဗျာနော်ဒါသလို့ရှိရင်ကို့အတွက်အင်မတန်မှကံကောင်းနေတယ်ကံတရားတွေရရှိမှာဖြစ်ပါတယ်အကျိုးပေးကနန်းတွေကနှစ်တို့သုံးတို့ကို့တို့ဖြစ်ပါတယ်ခင်ဗျာကံကောင်းတဲ့အရောင်တွေကတော့ဒေါင်းမီစိမ့်အောင်လို့ခေါ်ပါတယ်ခင်ဗျာနော်ကျွန်တော်တို့အစိမ့်အောင်လည်းမကြတော့စိမ့်ပြအောင်လည်းမကြတဲ့ဒေါင်းမီစိမ့်အောင်လို့ခေါ်တဲ့အရောင်တွေကကို့တဲ့အင်မတန်မှအကျိုးပေးကံကောင်းစီတတ်တဲ့အရောင်ဖြစ်ပါတယ် အဲ့တော့ရရနေနေရတော့တဲ့တကူကြီးပြားမှာအင်းငါတော့မှာသပယ်ငါးကုန်းလှူပြီးတော့ကိုယ့်ရဲ့ကံကောင်းကံမျက်နာတွေကိုယ်စိတ်ချုံနာတွေတို့ကိုလှူဒန်းပြီးတော့ဆူတောင်းမယ်ဆိုရင် အင်းငါသားသမီးများနေနဲ့ဒီတစ်ပတ်အတွင်းမှာကံစိုးကံညံ့နေပပျောက်မယ်ဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်ကအင်းပြပေးခြင်းဖြစ်ပါလေခင်ဗျာဒီတစ်ပတ်မှာတော့ကြာသာပရိသတ်သမီးများအတွက်တပတ်စာကံကြမ္မာများကိုဆရာကြီးဦးမြတ်ဆန်ကအင်းပြပေးမှာဖြစ်ပါလေကြာသာပရိသတ်သမီးများအနေနဲ့ ိမိရဲ့လုပ်ငန်းမိမိရဲ့ဆိုင်မှာအနောက်ချက်တွေပေါ်စီတတ်ပါတယ်ခင်ဗျာနော်ပါလုပ်ငန်းပဲလုပ်လို့အနောက်ချက်တွေပေါ်ပါမယ်အပြိုင်ဆိုင်တွေပေါ်ပါမယ်အတိုက်အခိုက်တွေပေါ်ပါမယ်ခင်ဗျာနောက်ဝင်နှန်းဖြစ်ပါကလုပ်ငန်းတွင်ပါလေပြဿနာတွေအပြဿနာအကြီးတော့မဟုတ်ပေါ့ဗျာပြဿနာအနည်းငယ်တွေဖြေရှင်းရတတ်ပါတယ်ခင်ဗျာမော်တော်ကားအယောင်းဝယ်တွေလည်းဖြစ်ပါမယ်နော်ကျွန်တော်တို့မော်တော်ကားနဲ့ပတ်သက်တာတွေရောင်းမဲ့ဝယ်မဲ့ဆိုရင်လုပ်ငန်းရှင်တွေနဲ့တိတ်ကောင်းတဲ့ကာလဖြစ်ပါတယ်ကြာတာပြေးသားသမီးများနော် အမှုရှိပါကအမှုအခင်းလဲနိုင်စီတတ်တဲ့ကာလဖြစ်ပါတယ်။ဟိုကတကယ်လို့အမှုခင်းနေရင်ဆိုင်ရမယ်ဆိုရင်အမှုခင်းနေကိုနိုင်စီတတ်တဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျ။အမိအဖတအူကျမ်းမာကြီးတွေညံ့ပါမယ်ခင်ဗျ။အဖေရှိတော်သူအမေရှိတော်သူများမိခင်ဖခင်များကိုကျမ်းမာကြီးအတူခရူးဆဲရမယ်ကာလလည်းဖြစ်ပါတယ်။အဲ့တော့ကျမ်းမာကြီးတော့ကိုယ့်ရဲ့အိမ်မှာရှိတဲ့ဘုရားနဲ့ဆူဖြစ်တဲ့အမေနဲ့အမေရှိခဲ့တဲ့ဆိုရင်အဖေမေကို ကျမကြီးအထူးကူးစက်ရမယ်ကာလာလို့ဆိုပါတယ်ခင်ဗျ။တော့ဝင်းငွေကောင်းပါမယ်။တော့ဝင်းငွေကောင်းပါမယ်။ဘာပဲလှုပ်လှုပ်ကိုလှုပ်တဲ့အတိုင်းကိုရဲ့ဝင်းငွေကကိုကတနေ့ကို1000ရတဲ့လုပ်ငန်းဆိုရင်1000တော့မကတဲ့ဝင်းငွေတွေရပါမယ်။တသိန်းရတဲ့လုပ်ငန်းလုပ်တဲ့ဆိုရင်တသိန်းရတဲ့ဝင်းငွေတွေရပါမယ်။ဝင်းငွေကောင်းမယ်လို့ခေါ်တဲ့ကာလာဖြစ်ပါတယ်။နောက်ပညာရေးမှာလည်းအခြေအနေတွေကောင်းပါတယ်ခင်ဗျ။ပညာရေးတွေလည်းမစိုးရိမ်ပါနဲ့။အမှန်တမ်းကောင်းတဲ့ကာလာဖြစ်ပါတယ်။နောက်ကျမ်းမာရေးအနေနဲ့ကတော့ လေထိုးတာလေအောင်တာအဲ့ဒီလိုတွေဖြစ်စီတတ်တယ်ကာလဖြစ်ပါတယ်ကျမ်းမာကြီးကတော့เนาะတကယ်လေထိုးရင်တော့မဲရွှေမျိုးမှာမကင်နိုင်ဘူးဆိုတဲ့ကာလဖြစ်တာဖြစ်တဲ့အတွက်လေထိုးလေအောင်ကိုတော့အထူးကြိုးစိုက်ပါခင်ဗျအချီရင်မှာတော့ရှစ်သူနဲ့အနေဝင်းနေရပါလိမ့်မယ်မဲတရွာမောင်းတမျိုးပေါ့ဗျာဟုတ်ကဲ့ရှစ်သူနဲ့အနေဝင်းမဲ့ကာလဖြစ်တာဖြစ်တဲ့အတွက်ကိုရှစ်သူကနိုင်ငံရရနိုင်ငံရကြရောက်နေတာမျိုးเนาะတနည်းတို့ရောက်နေတာမျိုးတွေကြုံစီတတ်တဲ့ကာလလေးဖြစ်ပါအိမ်တော်ကြီးလေးညံ့နေတဲ့ကာလဖြစ်တာဖြစ်တဲ့အတွက် တယောက်နဲ့တယောက်စကားပြောဆိုလေးတွေစီညင်ပါခင်ဗျเนาะအိမ်တော်ကြီးဘက်ကလည်းစကားများရံပြေးရမယ်ဂိမ်းတွေဂျုံတွေတတ်တာဖြစ်တဲ့အတွက်စကားမှားလို့မရတယ်လို့အိမ်တော်ချင်းအမျိုးသားအမျိုးသမီးများအတော်မှားလို့လည်းမရတဲ့ကာလဖြစ်ပါတယ်အကြောင်းမလို့တဲ့အိမ်တော်ချင်းများစကားမများရံမပြေးအောင်အတတ်နိုင်ဆုံးပြဋိဌာန်းပြီးတော့နေရမယ်ကာလဖြစ်ပါတယ်ကံကောင်းသောကဏ္ဍများအနေနဲ့ရတော့တဲ့၃လို့၆လို့၉လို့ပါတဲ့ကဏ္ဍများကိုကြည့်ထိုးတာချဲထိုးတာတွေလုပ်ပေးနိုင်ပါတယ်ခင်ဗျเนาะ အကျိုးပေးကဏ္ဍနေရတော့၃လို့၆လို့၉လို့ဖြစ်ပါလေခင်ဗျကံကောင်းသောအယောင်နေနေရတော့တဲ့တနခါးယောင်လေးကိုဝစ်ဆင်ပြီးတော့ပါပဲလို့လို့ကျွန်တော်တို့ကံကောင်းစီတတ်ပါတယ်တနခါးယောင်ကိုဝစ်ဆင်ပြီးတော့မှအလုပ်လုပ်ပါဒါဆိုရင်တော့အရန်ကောင်းတဲ့ကာလဖြစ်ပါရတရားအနေနဲ့ရတော့တဲ့တကိုးကြီးပြရမှာဗုဒ္ဓဘူးတော်ကနေပြီးတော့မှရက်ပြူလေးလက်လှူပြီးတော့မှဆူတောင်းမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ညံ့နေတဲ့ကံတွေပိတ်နေတဲ့လက်တွေပွင့်စီတတ်တဲ့ကာလဖြစ်တာဖြစ်တဲ့အတွက် ကြာသာပရိသတ်ကြီးများအနေနဲ့ဘဝမှာကံကောင်းခြင်းဖြစ်စေတတ်တဲ့အဆောင်ရည်တရားများပြုလုပ်ပြီးတော့လူရက်စုကိုတောင်းစီဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်ကတင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒီတစ်ပတ်မှာတော့ခொနည်းသားသမီးများအတွက်တပတ်စာဟောစနာအနေနဲ့ဆရာကြီးဦးမြတ်ဆန်ကတင်ပြပေးမှာဖြစ်ပါတယ်တောက်ကြသားသမီးများဟာတဲ့ဒီတစ်ပတ်အတွင်းမှာတော့မော်တော်ဆိုင်ကယ်အယောင်းဝယ်ဖြစ်ပါမယ်ခင်ဗျာမော်တော်ဆိုင်ကယ်အယောင်းဝယ်လုပ်တဲ့လူများအထူးကံကောင်းမဲ့ကာလလူလဲဆိုပါတယ်နောက်နိုင်ငံခရီးတွေ ်ဝေးရပါမယ်နိုင်ငံခြားထွက်ဖို့လုံနေတဲ့တောက်ကြသားသမီးများတော့အဆင်ပြေပြီလို့လည်းမှတ်ပါနော်။နောက်ဝန်ထမ်းဖြစ်ပါကယာဒူတိုးကြောင်းရွှေ့ရပါလိမ့်မယ်နော်ကျွန်တော်တို့ဝန်ထမ်းနေဆိုလို့ရှိရင်တော့ယာဒူတိုးတာမျိုးနေရာပြောင်းတာမျိုးနေရာကောင်းတာနာကောင်းရတာမျိုးတွေဖြစ်စီတတ်တယ်။ကာလာဖြစ်ပါလိမ့်။နောက်တောက်ကြသားသမီးများအနေနဲ့တဲ့ဆန်တို့စဘာတို့အယောင်းဝယ်ရေးမှာအတိုက်ခံနေပေါ်ပါမယ်။ဟုတ်ကဲ့မနာလိုလူကြီးပေါ်တဲ့ကာလာလို့ခေါ်ရတယ်ခင်ဗျ။စီဝိုင်းလုတဲ့ကမှာအယောင်းဝယ်လုတဲ့ကမှာ ်ဆန်စပါးတွေရောင်းဝယ်လုပ်တဲ့အခါမှာအတိုက်ခံတွေပေါ်မဲ့ကာလလို့ဆိုပါတယ်။နောက်အိမ်နေရာအရွှေ့ပြောင်းလဲဖြစ်ပါမယ်။တောက်ကြသားသမီးများကိုအိမ်နဲ့ကိုအိမ်တဲ့နေရာကိုအိမ်နေရာအရာတွေရောင်းဝယ်ဝယ်တဲ့အရွှေ့ပြောင်းတွေပြုလုပ်ရမယ်ကာလလဲဖြစ်ပါတယ်။အကျွေးကိစ္စတွေလည်းစကားပြောရပါမယ်ခင်ဗျာနော်။အကျွေးကိစ္စတွေနဲ့ပတ်သက်လို့ရှင်းမိငါမိရင်လဲဆုံးတော့မဆုံးဘူးပေါ့ဗျာ။ဒါပေမဲ့ပြန်နှောင်းလို့မရတဲ့ကာလတွေလည်းဖြစ်ပါတယ်။ကျွေးကိစ္စတွေနဲ့ပတ်သက်လို့စကားပြောရမယ်ကာလဖြစ်ပါတယ်။နောက်အမှုပညာလုပ်ငန်းအတွက်တဲ့ တရင်ကောင်းကြရပါမယ်အစိုးတော်တို့တရုတ်ဆောင်တို့မော်ဒယ်တို့ဒါတွေလောက်တော့မယ်ဆိုလို့ရှိရင်ကိုယ့်တဲ့တရင်ကောင်းတွေကြားပါမယ်ရှောက်လာတွေတင်တာရင်လဲရှောက်လာတွေမှာခေါ်သားတွေလာမှာဖြစ်ပါတယ်ခင်ဗျာနောက်ပညာရေးမှာလည်းအနောက်ချက်တွေပေါ်ရမယ်ဟုတ်ကဲ့နောက်ကျွန်တော်တို့ဝရုကုံတို့အတန်းနေတက်နေတဲ့ပုံကုံများနောက်တက်ကတော်တွေတက်နေတဲ့ပုံကုံများပညာရေးမှာအနောက်ချက်တွေပေါ်စီတတ်တာဖြစ်တဲ့အတွက်နောက်ကျွန်တော်တို့ပညာရေးနဲ့ပတ်သက်တာလေးအထူးသတိထားပါခင်ဗျာကျမ်းပါရေးအနေနဲ့ဖြင့်လဲကျွန်တော်တို့ ်အင်္ဂဏာလို့ခေါ်တဲ့စီးအစာရင်လို့ခေါ်တဲ့ခါမှာစီးရောဂါတွေဖြစ်စီတတ်တယ်ကာလာလည်းဖြစ်ပါတယ်ခင်ဗျတောက်ကြသားသမီးများအနေနဲ့အချီးရင်မှာတော့ချစ်သူကြီးအထင်လဲအထင်လွဲမှမှုကိုခံရမဲ့ကာလာလည်းဖြစ်ပါတယ်ဟုတ်တယ်လေတောက်ကြသားသမီးများဟိုကလည်းမဟုတ်တာမလုပ်နဲ့ရှေ့မှာကို့မှာအထင်လွဲစရာတွေဖြစ်မဲ့ဆိုရင်တော့သိကြပါတယ်ဟိုအထင်လွဲတာနဲ့ကိုလှုပ်လိုက်လှုပ်ရနေတာတစ်ထက်တည်းကြပြီဆိုရင်တော့အထင်လွဲတဲ့လူကအပြစ်မဟုတ်ဘူးပေါ့ဗျာနောက်အိမ်တော်ရင်းမှာလည်းตายာမှုတွေမရှိတတ်ပါဘူးဘောင်းတော့ ိုအထင်မှားမြင်မှားဖြစ်တာဖြစ်တဲ့အတွက်เนาะချစ်သူကမုံဖဲကရှုံးဟောလူလုံးမလားဘဝဆိုတဲ့ကံတရားတွေကြုံစီတတ်တဲ့ကာလဖြစ်ပါတယ်အဲ့တော့ကံကောင်းသောကဏ္ဍများအနေနဲ့ရတော့တဲ့1တို့2တို့6တို့ကဏ္ဍများဖြစ်ပါတယ်အဲ့တော့စိတ်ညစ်မနေပါနဲ့ကံကောင်းတဲ့ကဏ္ဍဖြစ်တဲ့1 2 6တို့တဲ့ကဏ္ဍကိုထီထိုးချဲထိုးတာလုပ်လိုက်ပါထီပေါက်ပြီဆိုလို့ရှိရင်တော့အင်းရမိမကလာပါကိုကိုဘာစားမလဲပေါ့ဗျာကံကောင်းသောအယောင်နေနေရတော့တဲ့ကြက်သွေးအောင်ဖြစ်ပါတယ်ခင်ဗျနော် ကျက်သွေးရောင်လေးဝတ်ဆင်ပြီးတော့စီဝါရီလုပ်မယ်ဆိုရင်ကံကောင်းစီတတ်သလိုတဲ့ကိုယ့်ရဲ့လုပ်ငန်းတွေမှာလည်းကျက်သွေးရောင်လေးဝတ်ပြီးလုပ်လို့မယ်ဆိုရင်အင်မတန်မှကံကောင်းသောကာလဖြစ်ပါတယ်တဲ့အဲ့တော့ရတရားအနေနဲ့ရတော့တဲ့เนาะကျွန်တော်တို့နေဘုရားရှင်ပါဆွမ်းငါပွဲတတိငါလုံးကတ်လူပြီးတော့ကိုယ့်ရဲ့ညံ့နေတဲ့ကံများကောင်းစေဖို့ပိတ်နေတဲ့လံများပွင့်စေဖို့အတွက်ဘုရားမှာလူပြီးဆူတောင်းပါတဲ့နေဘုရားမှာကျွန်တော်တို့ဆွမ်းငါပွဲတတိယငါလုံးကတ်ပြီးတော့မှအနန္တောနန္ဒငါပါဥဒိတ်တာပြီးတော့ ။အရာမှလူကြီးစုတော်မယ်ဆိုရင်ကို့အတွက်ပေါ့ကြသားသမီးများနေတဲ့အထူးကံကောင်းစီတဲ့ကာလဖြစ်တဲ့ဆိုတဲ့ကြောင်းဆရာကြီးဦးမြတ်ဆန်ကပြင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒီတစ်ပတ်မှာတော့စနေသားသမီးများအတွက်တပတ်စာ host အနေနဲ့ဆရာကြီးဦးမြတ်ဆန်ကပြင်ပြပေးမှာဖြစ်ပါတယ်။ဒီတစ်ပတ်စနေသားသမီးများအနေနဲ့တဲ့အလုတ်ရှာနေပါကသို့မဟုတ်အလုတ်လျှောက်ထားပါကအလုတ်ဒီရပါမယ်ခင်ဗျာနော်။စနေသားသမီးများနေနဲ့ဆိုင်သိပ်ပွင့်ချင်းလုပ်ငန်းသစ်လုပ်ချင်းများပြုလုပ်ပါကအောင်မြင်ပါမယ်ခင်ဗျာနော် ဟုတ်ကဲ့ဆိုင်းသိဖွင့်လို့လည်းရပါတယ်လုပ်ငန်းအစ်စ်လုပ်မယ်ဆိုရင်လည်းအောင်မြင်နိုင်ပါတယ်ခင်ဗျနောက်တယ်လီဖုန်းအစ်စ်လည်းဝင်စီတတ်ပါတယ်အန်ဖုန်းပေါ့ဗျာအစနေသားသမီးများအနေနဲ့တယ်လီဖုန်းအစ်စ်လည်းဝင်စီတတ်ပါတယ်နောက်စနေသားသမီးများအနေနဲ့ဆိုင်ကယ်အယောင်းဝယ်ကြီးလည်းလုပ်ရင်အောင်မြင်စီတတ်ပါတယ်ခင်ဗျနောက်အိန္ဒိယအရွှေပြောင်းကိစ္စအဲ့ဒီဟာကြီးလည်းပေါ်စီတတ်ပါတယ်စနေသားသမီးများအနေနဲ့ဆွေမျိုးတအူးကြောင့်စိတ်ကြည်ရပါမယ်စနေသားသမီးများအနေနဲ့လေနောက်ပညာရေးမှာတဲ့ ောင်မြင်မှုလည်းရရှိစေတတ်တဲ့စနေသားလူများဖြစ်ပါတယ်။ဂျမ်းမာရဲ့အနေနဲ့ကတော့တဲ့တနေ့လာလန်လို့ခေါ်တဲ့ခြေအဲခြေတော်တွေပါလေနားတတ်ပါတယ်ခင်ဗျနော်ခြေတော်တွေလည်းနားတတ်ပါတယ်။နော်စနေသားသမီးများအနေနဲ့အခြေရေးမှလည်းကံကောင်းတဲ့ကာလဖြစ်ပါတယ်အခြေသူခြေရေးစမ်းမွတ်တဲ့ကာလလို့ပြောရမှာပေါ့ဗျာ။ခြေသူမရှိဘူးဆိုရင်လည်းခြေသူအတိတ်တွေရရှိတတ်တဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျ။နော်စနေသားသမီးများအနေနဲ့အိမ်တော်ရေးမှလည်းစိတ်ညစ်စရာတွေ ပေါ်စီရပါတယ်ခင်ဗျ။เนาะကိုကလည်းမဟုတ်တာတော့မလုပ်နဲ့ပေါ့ဗျာ။ယောက်ျားမိန်းမအားလုံးပြောခြင်းဖြစ်ပါတယ်။နောက်ကံကောင်းတော့ကနန်းများအနေနဲ့ရတော့တဲ့။၄တို့၆တို့ခုံတို့ပါတယ်ကနန်းများဖြစ်ပါတယ်။အဲ့ဒီကနန်းนี่ထီထိုးမယ်ချဲထိုးမယ်ဆိုရင်တဲ့ကိုယ့်ရဲ့အတိတ်ကံนี่ပြန်ပေါ်ခြင်းကံကောင်းခြင်းဖြစ်စီတာတဲ့ကနန်းတွေဖြစ်တာဖြစ်တဲ့အတွက်အထုံးနဲ့ထဲနဲ့လည်းရစီတဲ့ကံကကာလဖြစ်ပါတယ်။ကံကောင်းတဲ့အကြောင်းအနေနဲ့ရတော့တဲ့။ဒီတာပွင့်အောင်ဖြစ်တာဖြစ်တဲ့အတွက်ဒီတာပွင့်အောင်လေးဝှစ်စင်းပြီးတော့မှအလုံးလုံးမယ်ဆိုရင်တဲ့ကိုယ့်ရဲ့ပိတ်နေတဲ့ လက်တွေပွင့်စီတဲ့လို့တဲ့မြဲနေတဲ့ကံကြီးလည်းပြန်ကောင်းစီတဲ့ကာလဖြစ်ပါတယ်အဲ့တော့တကိုးကြီးပြားတဲ့စုစုမားတဲ့ရရရအနေနဲ့တောက်ကြတော့မှာတပြေး20နဲ့ကိုညွန်လူတန်းပြီးတော့မှာကိုယ့်ရဲ့လိုရာစုကိုတောင်းမယ်ဆိုလို့ရှိရင်စနေသားသမီးများအနေနဲ့ဒီတစ်ပတ်မှာအထူးကံကောင်းကံတက်စီတဲ့ဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်ကပြပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာご覧いただきありがとうございます。Thank you very much!